ခုဒါတော့ဒီမြန်မာနိုင်ငံမှာတော်တော်ကိုဂျိုမွေပြီးတော့လှုပ်ရှားသွားတဲ့ကြားဖြန့်ကောင်းဆောင်မှာတယုံမှမင်းချင်းချင်းဆိုတဲ့သူဖြစ်ပါတယ်သူကတော့ဒီနဝမ်ဘာအ2023နဝမ်ဘာ16ရက်နေ့မှာဖမ်းမိသွားတယ်ဟုတ်တယ်ပေါ့တော့ဒါပေမဲ့သူမှဖမ်းမိခင်ဘယ်တော့ဒီဂျုံဝင်သွားလဲဆိုရင်မြန်မာနိုင်ငံမှာအခြေစိုက်ပြီးတော့သူ့ရဲ့ကြားဖြတ်လုပ်ငန်းကိုတကဘာလုံးရဲ့ကဘာလုံးကနေငွေချေးလေလေမှုလုပ်တယ်ပြီးတော့လူကုန်ကူးမှုလုပ်တယ် တရားမှုမူရေးဆဲဝါးတွေကုသရောင်းဝယ်ရေးလို့တဲ့လူကုန်ကုန်မှုလုပ်တွေဆိုတဲ့အထက်မှာဘယ်လိုကြီးဆိုးလဲဆိုရင်လူရဲ့အသွင်ကလေးစားတဲ့အစာဆုံးအဲ့လိုမျိုးရရသမျှအကုန်လုံးတရားမှုရောင်းစားတော့ပြောတာဟုတ်ပါတယ်ပြီးတော့သူကဘယ်လောက်ထိသူ့ရဲ့ငွေကြေးပိုင်ဆိုင်မှုရှိသွားလဲဆိုရင်သူ့ရဲ့လေလံမှုကဒီအမေရိကန်ဒေါ်လာ10ဘီလီယံကျော်ကြီးရှိတယ်တဲ့သူ့ရဲ့ပတ်စံငွေကြေးပိုင်ဆိုင်မှုကလည်းတော့ဒါပေမဲ့သူ့ကမြန်မာနိုင်ငံမှာအရန်ဖန့်ချင်တယ်တရုတ်တရုတ်နိုင်ငံကသူ့ဖောင်းရန်ထုတ်ထားကြပြီเนาะဖန်လို့မရဘူး ။ဘာဖြစ်လို့လဲဆိုရင်ဒီမှာတွေ့တဲ့အတိုင်းအဘတို့နဲ့လက်ဝါချင်းကြိုက်ပြီးလှုပ်ရှားတော့သူ့မြန်မာကဘယ်လိုမှဖန်လို့မရဘူး။ဒါပေမဲ့သူအဲကိုကန်းကိုပဲအချုပ်ခွင်ပေါ်လောက်ကင်ကိုသူတွားတဲ့အချိန်မှာပဲအဲ့နေ့မှာပဲဒီ no 2023 November 16နေ့မှာပဲသူ့ကိုကိုကမကစစ်သားကဖမ်းမိပြီးတော့တရုတ်နိုင်ငံကိုပြန်လက်လွှဲပေးလိုက်တယ်။အဟိုအဟိုတလို့ကပဲကျွန်တော်တို့သူ့ဖုံးမှာမြန်မာနိုင်ငံမှာဖြစ်သွားတဲ့ဒီဗီဒီယိုဒီဗီဒီယိုဆိုရင်တော့ဒီရေးကြီးကင်ထားပြီးရိုက်တဲ့ဟာ ဆွဲထားပြီးတရုတ်ရိုက်ရတရားဆိုရင်လည်းသူ့အဖွဲ့ရှိပဲတော့သူကဖန်စီယာမီရတော့ခေါင်းဆောင်ကတော့သူတို့အဖွဲ့ရှိခေါင်းဆောင်က၁၁ယောက်ရှိတယ်။အဲမဲ့၁၁ယောက်မှာသူ့အဖွဲ့ရောပါသူ့အဖွဲ့အရင်သူတို့ဖန်စီထားတဲ့သူမှပဲကိုကိုကိုအဆုံးစီရင်သွားတယ်လို့ပြောတယ်နော်။ဆုံးစီရင်သွားတယ်။ဒါပေမဲ့သူတို့ကိုအဲဒီ2023ခုနှစ်မှာဖမ်းမိဆိုမဲ့လည်းဒီအရင်လာမှမို့နော်။2025စက်တင်ဘာ19ရက်နေ့ တယုံနိုင်ငံစစ်장မျိုးဝန်中တရားယုံမှာသူဒီသူရှေ့အောင်ပဲသူတို့တကယ်တည်းစီချက်ချပါတော့အစီချက်ချတဲ့မှာသူတို့အဲဂျန်လေးသူထဲမှာအဲ့ဒီမင်းချင်းချင်းဆိုတာအဖွဲကောင်းဆောင်သူကလွဲပြီးတော့ဒီဂျန်လေးသူကတေးတန်းတက်တကြွချတယ်တေးတန်းချတယ်ဆိုမဲ့အမျိုးချင်းကိုမျက်တာမဟုတ်ဘူးလေနောက်နောက်ဆိုအမျိုးလွတ်တာရှိဒါပဲမဲ့သူ့ကိုကဆေးထိုးပြီးတော့ကိုမျက်တဲ့တေးမင်းအကြီးမားဆုံးတေးမင်းတို့ချမှတ်လိုက်တာဟုတ်တယ် ိုဒီတဲ့င်းဆိုရင်သူတို့ပြုတ်လာမှာဆိုဟောတော်တော်ကြီးရထားတယ်သူဆိုချိုးပြုတ်ဆို AI နဲ့လုပ်ပြီးသူ့ကိုသူလည်းမျိုးကိုမျိုးသူ့လိုကိုမျိုးသူလိုမျိုးကိုမျိုးဆိုပြီးအရာကိုပြောကြပါဘောနော်ဒီလိုမျိုးသူတို့တင်းမှာပြောထားတော့ဒီတရုတ်တင်းမှာပြောထားတော့မြန်မာနိုင်ငံမှာတဲ့အဲ့လိုမျိုးကြားဖြတ်လုံစံကောင်းဆောင်တဲ့အများကြီးရှိသေးတယ်ဒါမှမဟုတ်ဘာဘလို့မှဖန်လို့မရဘာကြောင့်လဲဆိုရင်ဒီလိုမျိုးအပါအဝင်လက်ဝါချင်းရိုက်နေတူတာအများကြီးရှိတော့သူတို့လည်းမြန်မာနိုင်ငံကိုအမျိုးပြစ်ဆက်ခတ်ဝင်လို့မရတော့တုံးတိုင်းမျိုးဝင်လို့ မြတ်တော်အမျိုးမျိုးလွတ်ထားတာအများရှိသေးတယ်ဒါပေမဲ့အဲ့လိုမျိုးသူတို့လည်းပေါင်းပြီးဒီနောက်လောက်ကင်တော့အမျိုးမြတ်ဟိုဒီဘက်မှာအမှသူတို့လည်းပေါင်းပြီးလို့ဘာလဲဖမုတ်စင်ထားရီယူမာမီယာတဲ့အတိုင်းဒီဒီ YouTube ကိုဘောနောဒီ YouTube ရှိတဲ့နေရာကိုရောက်တိုင်းဒီသူတို့တယုတ်တွေဟာအဲ့ဒီ YouTube ကိုဖနှက်နဲ့ရိုက်တယ်သူတွေထွေးတယ်ဆေးတယ်ပါရိုက်တယ်အဲ့မျိုးလုပ်ကြတယ်ပြီးတော့ဒီ YouTube ကသူတို့တယုတ်တမိုင်းတခြားမှာအခုထက်ထိအကြီးမားဆုံးတော့အဆိုးဆုံးတော့နိုင်ငံတော်ရဲ့တိစ္ဆာဖောက်ပြီးတမတ်ခံထားရတဲ့သူဟုတ်တယ် အဲဘာကြောင့်ဒီလိုမျိုးအခုထက်ကြီး YouTube လုံးထားပြီးတော့ဒီလိုမျိုးအမုန်းခံရအောင်ဆေးဆိုပြီးတော့အမျိုးလောက်တာလေဆိုတော့ကျွန်တော်ဘခုတုဒအနေနဲ့အနေနဲ့ပြောပြမယ်နော်သူတို့ဒီရုပ်သမိုင်းအကြောင်းသူတို့ဒီရုပ်သမိုင်းမှာရေးထားတော့လွန်ခဲ့တဲ့နိပေါင်း900ခန့်ကပေါ့နိပေါင်း900နိပါခန့်ကဒီစုံမင်းဆက်ခစ်တုံးကအဲ့ဒီသူတို့တိုင်းပြည်အရန်ကိုအားကိုးထားတဲ့အထင်ကရဖြစ်တဲ့ဒီအရန်ကိုတော်ထမြတ်တဲ့စစ်သူရဲကောင်ရွေဖေးဆိုတာရှိတယ်အဲ့ဒီရွေဖေးဆိုတာသူကဘယ်လိုပြောမလဲတနေ့မှာသူတို့ဒီဂျင်မင်းဆက် တိုင်းပြည်တခြားတိုင်းပြည်ကလည်းသူတို့စစ်ပွဲဖြစ်တာပေါ့နော်စစ်ပွဲဖြစ်ပြီးတော့အဲ့ဒီဂျင်းမင်းဆက်ဘက်ကတခြားတိုင်းပြည်ကိုသူအနိုင်တိုက်သွားတယ်အောင်နိုင်သွားတယ်အဲ့ဒီရွေဖေကရွေဖေစစ်တီရောကောင်ကနိုင်ပြီးတော့သူကဂျီသူတို့တိုင်းပြည်ကိုမှပြန်လာခင်မှာအဲ့တိုင်းအဲ့ဒီတိုင်းပြည်မှာရှိတဲ့ဝန်ကြီးချုပ်ဖြစ်တဲ့ချင်းခွေဆိုရဲသူကဒီမနာလိုတာပေါ့နော်သူ့ကိုဘယ်လိုပြောမှာတည်စေချင်တာပေါ့အဲအကြောင်းဒီကဒီစုံမင်းဆက်ရငိမ့်ချမ်းရဲကိုလူလာတဲ့ဆန္ဒကိုအကြောင်းပြုပြီးတော့အခုတုံးလို့ပြီးတော့လုံးဝ ဘယ်လိုပြောမလဲပြုတ်ဖေးကိုနန်းတော်ပြန်လာအောင်ချစ်ချင်းပြန်လာအောင်လောက်ခိုင်းပြီးသူမပြန်လာခင်သူကလုံးဝအကွက်ဆင်ထားတယ်ထောင်ချောက်ဆင်ထားတယ်ပြီးတော့သူရောက်လာခြင်းပြုတ်ဖေးကိုမရရအောင်အဲထောင်ချောက်ထင်းအကွက်ချပြီးတော့မတရားဆွဆွဲပြီးတော့ထောင်ချင်းချတယ်ပြီးတော့ထောင်ထဲမှာပဲကိုမျက်ခံရအောင်လှုပ်လိုက်တယ်အဲ့ဒီချင်းခွေဆိုရဝင်ကြီးချိုးကသူရဲ့လုံးဝအထုထိတ်ထားတဲ့ရန်တော်တဲ့ဒီပြုတ်ဖေးဆိုစစ်တွေရဲ့ကောင်းအဲ့ဒါကိုမင်းကြီးကဒီသူကိုမျက် စစ်တွေကောင် UFO ကိုမြက်ခံလိုက်ရမှအမှန်တရားကိုတည်သွားသူမတရားဆွဆွဲပြီးတော့ဒီမျိုးခံရတယ်ဆိုတော့အဲ့ဒါနဲ့သူကလုံးဝဒေါသထွက်ပြီးတော့အဲ့ဒီချင်းခွေဆိုတဲ့အဲ့ဒီဝင်ကြီးချုပ်ကိုသူတို့တရုတ်တမိုင်းမှာအဆိုးဆုံးအကြီးမားဆုံးတစ္ဆာဖောက်အဖြစ်တမိုင်းရေးထိုးထားလိုက်တယ်ရေးထိုးထားလိုက်ပြီးသူကိုမြက်လိုက်တာပေါ့အဲ့တော့အခုနောက်ပိုင်းတော့အဲ့ဒီ UFO ဆိုတဲ့ဒီတိမ်ကြိုင်ပေါ့ ရွေးဖေးကိုမြုပ်နှံထားတဲ့ရွေးဖေးကိုမြုပ်နှံထားတဲ့တင်တိုင်းနေရာမှာသူတို့ပုံချောင်းဆိုက်လိုက်ဆောက်လိုက်တယ်အဲ့ဒီရွေးဖေးစစ်တွေရဲ့ကောင်းကိုပုံပြူတဲ့နဲ့ပုံချောင်းဆောက်ပြီးတော့အဲ့ဒီနိုင်ငံတော်ရဲ့သူတို့တရုတ်တမိုင်းရဲ့အကြီးမားဆုံးတစ္ဆာဖောက်အဖြစ်တမတ်ခံရသည့်ချင်းခွေကိုလည်းသူရဲ့အမားကိုတရုတ်လိုမျိုးခက်ဆက်ဆက်ရာစုအဆက်ဆက်အမားရနေစေအောင်အဲ့ဒီပုံချောင်းမှာသူနဲ့သူ့မိန်းမရဲ့ရုပ်ထုကိုဒူးထောက်ပြီးတော့လှုပ်ထားတယ်အဲ့ဒါကြောင့် အဲ့ဒီဘုံချောင်းကိုရောက်လာပြီဆိုရင်လာနေတဲ့တရုတ်တိုင်းကအဲ့ဘုံချောင်းကိုအဲ့ဒီဘယ်လိုပြောမလဲ UFO ရဲ့စစ်ဒီကောင်းရှိတဲ့အဲ့ဒီဂူတင်းချင်းရှိတဲ့ညောင်အရင်မရောက်ခင်အဲ့ဒီရုပ်ထုတို့ပါရိုက်တယ်ဆေးတယ်ဆိုတယ်ဖလက်နဲ့ရိုက်ရအဲ့လိုလုံးချတာပေါ့ပြီးတော့အဲ့ဘုံချောင်းကလည်းအရန်နမီကြီးဘုံချောင်းကိုခီးသွားတယ်ရန်လာကြတယ်အဲ့ဒီညောင်အဲ့လိုလုံးချတယ်ဟုတ်ဘယ်လိုပြောမလဲအဲ့လိုလုံးလုံးတော့မှဒီရုပ်ထုတော့မှဒီစေးတောင်ကျွတ်တယ်အဲ့လိုပေးသွားအောင်ရှိရပါဘူးလားဒါပေမဲ့သူကပြန်ပြင်ပြီးတော့အခုတတိဒီမျိုးလောက်ထားတာဟုတ်တယ် အခုဒါအခုကြီးဟုတ်တယ်နော်ဒါအခုကြီးပြီးတော့ဒီဘုံကြောင့်ဒီညာရှိတဲ့ညာသူတို့ရဲ့တရုတ်နိုင်ငံစစ်ကြောင်းမျိုးဒီဟန်ဂျူပီနဲ့ရေဖေးတင်းချန်းကူဘုံကြောင်းပေါ့ဘုံကြောင်းဟုတ်တယ်ဒါကတော့သူတို့ရဲ့လုံးဝဒီ YouTube ကတော့လုံးဝသူတို့တရုတ်တမိုင်းရအခုချက်ချင်းအကြီးမားဆုံးသစ္စာပေါ့ပြီးခံထားရတယ်ပေါ့ပြီးတော့သူသူတို့နေအောင်လဲသူတို့ဒီများနဲ့အတူတူတခြားအဲ့လိုမျိုးသစ္စာပေါ့တွေရ YouTube ကိုလည်းသူထောက်ပြီးအမှလုံထားတာအများကြီးရှိတယ်ဒါပေမဲ့သူအဲ့ချင်းခွေဆိုတဲ့ စုံမင်းဆက်တော့ဝင်ကြီးချောရလုံးဝသူကတူထက်ဟောဖြစ်တာမရှိတော့ဘောတိစာဖောက်ကြီးမာတဲ့တိစာဖောက်တာမရှိတော့ဘူးဆိုပြီးတတ်မှတ်ထားတာဟုတ်တယ်ဘယ်လောက်ပါလဲအဲဒါတော့သူတို့ကြည့်ဦးတမိုင်းရလုံးဝပြောပြမလားနာမည်ကြီးတမိုင်းတစ်ခုပေါ့โอเคစိုင်းဒီမှာမေးထားဘောတော့ဒီပြုတ်နိုင်ငံမှာဒီနေတိုင်းဘယ်နှခုရှိလဲဆိုတော့ကျွန်တော်အကုန်လုံးသိအောင်ဘုခုတ္တအနေနဲ့ပြောပြပေးသွားမယ်เนาะပြုတ်နိုင်ငံမှာကဒီ ပြည်နယ်ပေါင်းစုစုပြုတ်တမတာနိုင်ငံနဲ့တတ်မှတ်ထားတာပြည်နယ်ပေါင်း34ခုရှိရနော်အဲ34ခုမှာဒီထိုင်ဝမ်ရဲ့ဟောင်ကောင်ရဲ့တို့ထားတဲ့စီရင်တွက်ထားတာထိုင်ဝမ်နဲ့ဟောင်ကောင်မပါငါ32ခုပေါ့အဲ့ဒီ34ခုထဲမှာတို့ကဖက်ပစ်ခွဲထားတာရှိတယ်ရိုးရိုးပြည်နယ်အဲကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဒါရက်အုပ်ချုပ်ခွင့်ရဒေသအထူးအုပ်ချုပ်ခွင့်ရဒေသဆိုလို့တို့၄မျိုးခွဲထားတယ်အဲ့မှာအာရိုးရိုးပြည်နယ်က22ခုရှိတယ်ပြီးတော့ ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသက၅ခုရှိတယ်အဲ၅ခုကဒီရှင်ဂျန်၊ကွမ်ရှိ၊ပြီးမွန်ဂိုလီးယား၊တိဘက်တိဘက်ကိုသူတို့ပြောပါရှီဂျန်လို့လည်းပြောတယ်ပြီးတော့လင်းရှားအဲ၅ခုကကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဟုတ်တယ်ပြီးတော့တိုင်းရိုက်အုပ်ချုပ်ခွင့်ရဒေသက၄ခုရှိတယ်အဲ၄ခုကပေကျင်း၊ရှန်ဟိုင်း၊天津၊重庆တို့၄ခုရှိတယ်ပြီးတော့အထူးအုပ်ချုပ်ခွင့်ရဒေသဆိုပြီး၅ခုရှိတယ်အဲ၅ခုက ဒီဟွန်ကောင်နဲ့မခါကိုမခါကိုတိရွားဒီဗါလဲအောက်မန်လို့ပြောတယ်အောက်မန်အဲ့ဒီမှာဒီတရားအုပ်ချုပ်ခွင့်ရဒေသနဲ့ရိုးရိုးပြည်နယ်အကြောင်းကျွန်တော်တိတ်မကြည့်ဘူးဒီပူပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့အထူးအုပ်ချုပ်ခွင့်ရဒေသကအထူးအုပ်ချုပ်ခွင့်ရဒေသကပါကွာလဲဆိုတော့ကျွန်တော်ကြည့်တလို့ပြောပြမယ်နော်ပူပိုင်အုပ်ချုပ်ခွင့်ရဒေသအဲ့ဒီရှင်းချောင်းကွန်ရှိအဘက်မှာသူတို့ကဘယ်လိုပြောမှလဲသူတို့ရဲ့ ယဉ်ကျေးမှုသူတို့ပြည်နယ်ကယဉ်ကျေးမှုသူတို့ရဲ့လူမှုရေးတွေကိုအဲ့မျိုးဥပဒေတွေကိုသူတို့ပြည်နယ်မှာသူတို့ကိုယ်ပိုင်အဲစီမံခန့်ခွဲခွင့်ရှိတယ်ဒါမဲ့ဒီအထက်တရုတ်နိုင်ငံရဲ့ဥပဒေကိုလွန်ဆန်ဖို့မရှိဘူးအဲ့ဒါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတယ်ဒါအထူးအုပ်ချုပ်ခွင့်ရတယ်ဒါကတော့ဘာကွာလေဆိုအကုန်လုံးသူတို့ရဲ့အဲဥပဒေတွေအကုန်လုံးသူတို့စီမံခွင့်ရှိတယ်ပြီးတော့အဲဘယ်လိုပြောမလဲဟောင်ကောင်တို့ကိုတော့တရုတ်တွေတွားမယ်ဆိုရင်သူတို့ဒီတိုင်းမပုံတင်တဲ့ ကားနဲ့အဲ့လိုမျိုးဟာလာဒီတစ်ခါတည်းသွားလို့မရဘူးသူပတ်စပို့နဲ့သွားရတယ်အဲ့ဒီဟောင်ကောင်နဲ့မခါဘူးဘောတော့မခါဘူးဘောတော့တခြားနေရာမှာကသူတို့ဒီတက်တဲ့နေရာမှာပုံတင်တဲ့ကားနဲ့လေယာဉ်နဲ့သွားလိုက်လို့ရတယ်ဒါပေမဲ့အဲ့နေရာကခုမှာကသူတို့ကဒီသွားမယ်ဆိုရင်ပတ်စပို့လိုတယ်ဒီအောက်မန်ဒီမကါဘူးဆိုရင်သူတို့တရုတ်နိုင်ငံမှာပဲရှိရနော်ဒီတရုတ်နိုင်ငံအတွင်းမှာပဲပြည်နယ်ရှိရဒါပေမဲ့သူတို့လည်းအဲ့ပြည်နယ်ကို တခြားနိုင်ငံတခြားနေရာသူပေါ့တရုတ်နိုင်ငံရဲ့တခြားနေရာသူအဲ့ပြည်နယ်ကိုလာနေမှဆိုသူတို့ passport လိုတယ်ပြီးတော့အဲ့ဒီအောက်မှန်အကပတ်ဆံကဒီတရုတ်ပြည်ကြီးထဲမှာသူတို့တောင်းရဲ့တရုတ်ပတ်ဆံမတူဘူးအဲ့ဒီတနင်္ဂနွေထဲမှာပဲเนาะဒါပဲပတ်ဆံမတူဘူးအဲ့အောက်မှန်ဆိုတဲ့နေရာသူရဲ့ပြည်နယ်ပါပေါ့ဒါတော့ကျွန်တော်တတ်တိတလောက်ပေါ့เนาะတခြားရှိသေးမှာပေါ့ဒါပေမဲ့ကျွန်တော်လည်းဒီလောက်ပဲကြည့်တယ်